တရားလုံးပဲမင်္ဂလာပါဗျနော်အားလုံးပဲမင်္ဂလာပါလားကျွန်တော်လားပြီးကြတရက်ကျော်နေလောက်ကလူရင်းတူရှင်းလေးပြောလိုက်တာပေါ့နော်ကျွန်တော်ရဲ့အဖွဲ့ဝင်တော်တော်များများကကိုဟုတ်ပါမလားလို့မေးတယ်မေးခွန်းညီများတယ်ဗျနော်ပရိတ်ရှစ်ပရိတ်တပရိတ်ကူရှစ်တကူအဲ့ကနေသုံးလုံးဒီသူရဲ့နောက်နေကိုလိုက်ထွက်ပရိတ်တပရိတ်သုံးပရိတ်သုံးတစ်သုံးသုံးအဲ့ကနေသုံးလုံးဒီသူရဲ့နောက်နေကိုလိုက်ထွက် ပရိတ်ချက်ပရိတ်ရှိပရိတ်ကုန်၆ရှိကုန်အိုက်ကနန်တုံးလုံးဒီလူရဲ့နောက်နေကိုလိုက်အထွက်နဲ့ပြောက်သွားတာဒီမှာထူးထူးခြားခြားပရိတ်ငါပရိတ်ငါပရိတ်ငါငါးတုံးလုံးဒီတဲ့သူ့ရဲ့နောက်နေကိုလိုက်အထွက်ဆိုတော့ဒီငါးတုံးလုံးကမထွက်ခုလို့ပြောတယ်ဗျာတဲ့ဟုတ်ဗျာတော်လည်းမသိဘူးပဲလို့တော့သူကလည်းတကယ်မသိလို့မသိပြောတော့ပေါ့နော်ဒါအမှန်တမ်းပြောတာမထွက်ဘူးထွက်တယ်ဆိုတော့တော်လည်းပြောတော့ပေါ့နော်တကယ်လို့ထွက်ခဲ့ရင်6တိမဲကျန်တော့တယ်ဒီတိမဲပတ်စံတစ်ထောင်မဲသုံး 6ကျင်းမှာ6000ဟို6000မှာပုံမယ်နော်ကျွန်တော်လပိတ်တစ်ခါထိုင်ရုံပဲရှိပါနော်လပိတ်ဆိုင်တစ်ခါထိုင်ရုံပဲရှိပါပောက်ကက်မယ်ဆိုရင်တသိန်းဆိုအနည်းဆုံး9သိန်းခွဲတော့ရတာပေါ့ဗျာနော်ဒီစိတ်မျိုးနဲ့ပြောလိုက်တာအဲ့ဒီမှာကျွန်တော်ကလည်းလူရင်းတူရှင်ပဲပြောလိုက်တာပေါ့နော်ဂါကနန္နာဖရီကိုထောက်မပြောလိုက်မပြောလိုက်ရပေါ့နော်အချင်းလဲမရပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်စိတ်ထဲမှာပေါ့နော်ဒီဖြစ်စဉ်ကပထမဒီကိုတစ်ရှစ်ထွက်တယ်ထွက်လာတဲ့ဖြစ်စဉ်တွေထိချုပ်ထားတာအင်မတန်ကောင်းတယ်ထိစီအလဲနောက်ပိတ်၃မျိုးလုံးကိုထိချုပ်ထားတဲ့ဖြစ်စဉ် နောက်တစ်ခါဒီမှာ331လို့ထွက်လာတဲ့အချိန်ခါမှာထိတ်ထုတ်ထားတဲ့ taxi အလဲနောက်ပိတ်ဖြစ်စဉ်ထွက်လာတဲ့ဖြစ်စဉ်မှာဝင်လာတဲ့ကနန်းပေါ်ကအိုက်ကောင်းတယ်ဒီ66 66ခုမှာလည်းဒီတိုင်းပဲ taxi ဝင်ရမယ်မသက်အလဲဝင်မယ်မသက်နောက်ပိတ်ဝင်မယ်မသက်အရင်ကောင်းတယ်အဲ့ဒီ93လုံးကထူးထူးဆန်းဆန်းအဲ့ဒီဖြစ်စဉ်မျိုးနဲ့ထိတ်ထုတ်လို့ရတဲ့အချိန်တစ်ချိန်ကိုသွားတွေ့တာဒါကြောင့်မလို့ကျွန်တော်ကကျွန်တော်မိတ်ဆွေရင်းချတယ်ပေါ့နော်ကျွန်တော် live ကိုအများအားပေးတဲ့ပေးသက်ဒီထွက်လာခဲ့မယ်ဆိုရပါစီဆိုတဲ့စိတ်နဲ့ကျွန်တော်ကထိုးကျင်ထိုးပေါ်လို့ပြောလိုက်တာနော် အဲ့ကျွန်တော်လည်းလူရင်းတူရှင်းမယ်ခါတိုင်းလူကာကနာနာသိချာရှင်းမပြလိုက်ရဘူးပေါ့နော်ငါသုံးလုံးဆိုလေလူတန်းသိစစ်မှာတကယ်တော့သူ့ flow နဲ့သူလမ်းကျော်ရှိပါလေပေါ့နော်ရှိပါလေပဲအဲ့ဒါဘယ်လာလဲဆိုတော့နှစ်ပိတ်မှာပေါ့နော်နှစ်ပိတ်မှာ break ကို break break တုံညာကို1 3ညာဆို break 3ကိုပေါင်းရင်10လို့ဒီမှာ promise ဆက်ဖြစ်တယ်ဖြစ်ပြီးတော့နောက်တစ်ခါဒီမှာ break 3ညာ break ကို break 1ဆိုဒုတိယတစ်ကြိမ်ထပ်ဖြစ်တယ်အဲ့ဒီဖြစ်စဉ်တိုင်းမှာတတိယတစ်ကြိမ် break 3ညာ break 4 break 3ညာ break 6 break 4ဆိုဖြစ်တယ် break 3ကိုပေါင်းရင်10 တုတ်ရမြောက်ဖြစ်စဉ်လည်းတန့်ဖြစ်တယ်ပရိချောက်ပရိသုံးပရိတ္တအဲ့တော့ပရိသုံးကဘောင်ကျင်တစ်ဆယ်အချက်ပရိသုံးကဘောင်ကျင်တစ်ဆယ်နှစ်ချက်ပရိသုံးကဘောင်ကျင်တစ်ဆယ်သုံးချက်ပရိသုံးကဘောင်ကျင်တစ်ဆယ်အောက်မှာတောင်လေးချက်တိအတိအကျဖြစ်ပြီးထားတယ်အဲ့လိုပရိသုံးကဘောင်ကျင်တစ်ဆယ်လို့ဖြစ်ပြီးမှသူ့ရဲ့မွန်တန်းကြီးရဲ့လည်းပက်ပက်ဆက်ဆက်ကိုးနောက်ပိတ်ရှင်လုံးပေါင်း6ကိုးနောက်ပိတ်ရှင်လုံးပေါင်း6ကိုးနောက်ပိတ်ရှင်လုံးပေါင်း6ဆိုတဲ့ရဲ့ချက်နဲ့တန့်ပြထားတာတင်းအောင်ထင်ပါပဲ5-3လုံးတချို့ကမထွက်ဘူးပြောတယ်ကျွန်တော်အမြင်ပြောတာနော်ချက်မှမထွက်ဘူးဆိုတာမရှိပါဘူး မထွက်တိတာပဲရှိတယ်ရှင်းမှာမထွက်တိတာပဲရှိတာပါမထွက်ဘူးဆိုတာမရှိပါဘူးကျွန်တော်အမြင်ပြောတော့နော်ကျွန်တော်အဲ့လိုမျိုးစနစ်တင်နေကျွန်တော်ကံကောင်းခဲ့ဘူးလေ2008ခုနှစ်ထဲမှာ3.11ဆိုတဲ့ကနကလင်ဒါတစ်ချက်လုံးပြန်ရှာကြည့်ဒီကိစ္စမှာမထွက်ဘူးနောက်ထပ်လည်းထပ်ထွက်မလာဘူးပတ်လဲကိုထွက်မလာတာဒီအချိန်မှာကျွန်တော် organ ပေါက်ဘူးပဲကျွန်တော်ကံတရားကြီးအဲ့လိုကောင်းခဲ့ဘူးလေအဲ့ဒီအတွက်ကြောင့်ကျွန်တော်ကတော့ယုံကြည်လိုက်နေပါတယ်ထိုးနေတယ် ဒါမိတ်ဆွေများကိုယ်တိုင်ဆုံးဖြတ်ပေါ့နော်စဉ်းစားပေါ့နော်ဒါတွေက၅သုံးလုံးဖြစ်သွားတဲ့အတွက်လူစိတ်ဝင်စားမှုနည်းတာပါတကယ်တမ်းမှာဒီနေရာမှာ၅သုံးလုံးမဟုတ်ခဲ့တခြားကဏ္ဍဆိုရင်တော့လူတိုင်းစိတ်ဝင်စားလာပါလိမ့်အဲ့တော့ဒီအရာလေးကိုကျွန်တော်တို့ကခေါင်းစည်းလေးကိုပဲဖြတ်ပြီးပြောလိုက်တော့ foreign seat ကိုမပြောတော့တော်တော်များများကနားဟိုတိတ်ပြီးတော့ဒါကဏ္ဍနာမသိရပါတော့တကယ်တမ်းကျတော့နှစ်ပိတ်မှာပရိသုံးကောင်ကြီး30တစ်ချက်ပရိသုံးကောင်ကြီး32ချက်ပရိသုံးကောင်ကြီး33ချက်ပရိသုံးကောင်ကြီး34ချက်အတိအကျရိုက်ထားတာအဲ့လိုပရိသုံးကောင်30လို့ရိုက်တဲ့နှစ်နှစ်ဥပရိ ပေါင်းချင်းရက်လက်ကနန်း၃လုံးဒီသူရဲ့နောက်နေကိုလိုက်ထွက်တာနှစ်ဦးပရိတ်၃ပရိတ်ပေါင်းချင်းရက်လက်ကနန်း၃လုံးကသူ့ရဲ့နောက်နေကိုလိုက်ထွက်တာပါအဲ့လိုပဲနှစ်ဦးမှာဒီမှာပရိတ်ကပရိတ်ရှိပရိတ်ခွန်အဲ့ကနန်းပေါင်းချင်းရက်လက်ဒီကနန်းနံပါတ်တွေကသူ့ရဲ့နောက်နေကိုလိုက်ထွက်တာပရိင်္ဂပရိင်္ဂပရိင်္ဂတစ်ထောင်မှတစ်ခွက်ထည့်ထွက်တာ၆ချိန်ပဲကျန်တော့တယ်ထွက်လာရသေးချင်းလို့ကျွန်တော်ကတည်တည်ချာချာပြောလိုက်တာဒီလိုကားကနာနာတော့ကျွန်တော်ရှင်းမပြလိုက်ဘူးပေါ့နော်အဲ့ရှင်းမပြတော့အဖွဲ့ဝင်တွေကမစားအာဟုတ်ပါမလားဒါမျိုးတန်တရားတွေပြောကြတယ်ပေါ့နော် စိတ်ဝင်စားမှလိုက်သုံးပါစိတ်ဝင်စားရင်လိုက်မသုံးပါနဲ့ကျွန်တော်ဒီအဲ့ဒီ၅သုံးလုံးကိုကျန်တဲ့၆ကျင်အပြင်မှာတစ်ကျင်းအတိအကျ organize ဖြစ်ကစားဖို့ဆုံးဖြတ်ထားပါတယ်ပေါ့နော်အဲ့ကျွန်တော်ပြောခဲ့ပြီဒီကနေ့သုံးလုံးပေါင်းရရဲ့ဒီနေရာမှာထွက်တဲ့အချိန်ကမှတိတ်စီအလဲနောက်ပဲသူဖြစ်စင်တိုင်းချော့မယ်ချုပ်ွက်နှစ်ချင်းလာမယ်ဆိုကြသူရှိရအထောက်ပါအကုန်လုံးအပြည့်စုံသုံးလုံးကွက်တီတူတာအဲ့တူတဲ့အချိန်မှာဟဲ့၅သုံးလုံးဆိုရကနေ့သုံးလုံးကနေ့တစ်ခုတည်း၅သုံးလုံးကိုအဲ့ဒီဖြစ်စင်မျိုးကွက်တီအတိအကျ light တူထားတာတစ်ချိန်ကအဲ့တော့ဒါက လိုက်ဆိုင်မှုလို့ကျွန်တော်မထင်ဘူးပေါ့နော်ကျွန်တော်အမြင်ကိုပြောပြတယ်အစိတ်ဝင်စားအောင်ပြောလိုက်လို့ပါစိတ်ဝင်စားအောင်ပြောပြမယ်ဒီ friend ကနေပြီးပါနော်ကျွန်တော်အသေးစိတ်ရှင်းပြပြမယ်ဒါမျိုးကြတော့အခုကျွန်တော်ဆက်ပြောမယ့်ဟာမျိုးကြတော့ထိုးသားအကြိုက်ဖြစ်သွားတယ်ခုနကကျွန်တော်ပြောတဲ့၅၃လုံးကြတိုင်ဘက်ကအကြိုက်ဖြစ်နေတာထိုးသားကထိုးသားအကြိုက်ကိုပြောမှပဲစိတ်ဝင်စားတယ်ပရိသတ်ကဘောင်ကြီး30လို့တန်းရင်တဲ့သူ့ရဲ့နောက်နေတဲ့မှာတဲ့ဘူဘရိတ်တကြီးကြီး30နှစ်ခါကွန်တက်စီနောက်လုံးပေါင်းတုံးတဲ့တကြီးမပြတ်မကွက်ထွက်တယ်တဲ့ကွန်တက်စီနောက်လုံးပေါင်းတုံးတဲ့ကွန်တက်နဲ့လို့ထွက်တယ် ဒုတိယဟာဒီမှာဗရင်းသုံးကုန်ပုံကြီး30လောက်ထပ်ပြီးတော့တန်းတယ်တန်းပြီးသူ့ရဲ့နောက်ထဲမှာ30နှစ်ခတ်ခွန်ထိပ်စည်းပုံတင်နောက်လုံးပေါင်းသုံးတဲ့ဘူဘရိတ်ဆိုတာထွက်တယ်တက်ရီကဗရင်းသုံးကုန်ပုံကြီး30လောက်တန်းမြန်ပြီအဲ့လိုတန်းရင်သူ့ရဲ့နောက်နေထဲမှာ30နှစ်ခတ်ခွန်ထိပ်စည်းပုံတင်နောက်လုံးပေါင်းသုံးတဲ့ဘူဘရိတ်ဆိုတာထွက်တယ်တက်ဒီမှာစတော့တာမြောက်တန်းပြီအဲ့ဒီအတွက်ကျွန်တော်အဖုံနေဆိုပြီး72ကြိမ်အတွင်းမှာအဲ့မတ်သက်လာမယ်ဆိုကျွန်တော်စိတ်မြင်နေပြီးလိုက်ထားတာခွန်ထိပ်စည်းပုံတင် နောက်နှလုံးပေါင်း3ပုံတင်တယ်ဘူဘရိတ်ဘာကြောင့်ကျွန်တော်ဆက်နေချင်းအတွင်းလို့အသက်တန်လိုက်လဲဆိုအရှင်းပြပေးမယ်နော်ဘရိတ်3ပုံချင်း10လို့ရိုက်ပြီး contingency ပုံတင်နဲ့ဘူဘရိတ်ထွက်တဲ့အချိန်ကအဲ့ဒီ contingency သူ့ရှေ့နှစ်ကဟဲ့နောက်တွဲနှလုံးနဲ့အောက်က နောက်ပိတ်ဒီသုံးလုံးကိုခွန်လို့ဖြစ်တဲ့ပြီးမှ contingency ပုံတင်နဲ့ဘူဘရိတ်ရိုက်တယ်ဒီမှာလည်းဘရိတ်3ပုံချင်း10လို့တမ်းပြီးသူ့ရဲ့နောက်နေထဲမှာဒီလိုသုံးလုံးပေါင်းချင်းခွန်လို့ပုံတင်ဖြစ်တဲ့နေရာကဘေးမှာပဲ contingency ပုံတင်နဲ့နောက်နှလုံးပေါင်းသုံးတယ် ဘူပရိတ်စုလိုက်တာတတိယဒီမှာပရိတ်သုံးပုံကြီးတစ်ဆယ်လို့တန်းတယ်တန်းတယ်ဆိုသူကနောက်နေ့ဆက်မှာဒီသုံးလုံးဒီပုံစံခွန်ဖြစ်တဲ့နေရာဒီနေရာမှာကွန်တက်စီပုံစံနဲ့နောက်လုံးပုံသုံးတဲ့ဘူပရိတ်စုထွက်တာအဲ့ဒါမျိုးဖြစ်စဉ်ဒီတုတ်ဆက်ချက်ဒီမှာပရိတ်သုံးပုံကြီးတစ်ဆယ်လို့တန်းပြီးသွားပြီအဲ့လိုတန်းတဲ့အတွက်သူကနောက်နေ့ဆက်မှာအဲ့ဒါမျိုးဖြစ်စဉ်ကိုလိုက်ထုတ်ဖို့ကကျွန်တော်တင်းထုတ်ရမယ်အချိန်ဒီဒီလိုသုံးလုံးပေါင်းချင်းခွန်ဒီလိုသုံးလုံးပေါင်းချင်းခွန်ဒီလိုသုံးလုံးပေါင်းချင်းခွန်လို့ဖြစ်တဲ့နေရာတိုင်းကိုလိုက်ထုတ်ရမှာတင်းထုတ်ရမှာပေါ့နော်ဒီမှာဆို653ဒီဘွဲလိုခေါ်မျိုးမှာကျွန်တော်တို့ကစားခဲ့ပြီ ဒီမှာခွန်လို့ပထမဆုံးတစ်ကြိမ်ဖြစ်ပြီဒီမှာ3ရက်3 6မဖြစ်ဘူးဒီမှာ2 6တက်မဖြစ်ဘူးဒီမှာ8 7ဒီနေရာမှာတစ်ကြိမ်ဖြစ်ပြီဒီမှာလည်းကစားခဲ့ပြီးပြီဒီမှာ9 6 6မဖြစ်သေးဘူးဒီနေရာမှာ8 6 3ရက်ခွန်ဒီနေရာမှာလည်းဒါမျိုးကစားကိုလိုက်ကစားခဲ့ပြီးပြီဟုတ်ပြီနော်ကစားခဲ့ပြီးပြီဒီမှာ2မဖြစ်ဘူးဒီမှာ6မဖြစ်ဘူးဟောဒီမှာခွန်ဆိုတစ်ကြိမ်ဖြစ်တယ်ဒီဘေးမှာလည်းကစားခဲ့ဘူးတဲ့တင်းပြီးတော့ဒီကစားကိုအောက်မှာနောက်ထပ်အဲ့လိုမျိုးခွန်လို့မရှိတော့ဘူး3 6 3 6 4 6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  ောင်းနဲ့လေးလေးလေးတက်နှစ်တက်သုံးညောင်းဒီမှာလေးသုံးသုံး၆သုံးခုခုံးလို့ဖြစ်တာဒီလေးချက်ပဲဖြစ်တာသူတို့ကျဲ့ရဲ့သဘောသဘောပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်ပရမနှစ်ဝယ်အတွင်းမှာခွန်တိန်စီးနဲ့ဘူဘရိတ်ကျွန်တော်အဖွဲ့ဝင်နေဆိုနိုင်တဲ့လူလိုက်ထုတ်ထားဒီလိုစနစ်မျိုးနဲ့ပြောခဲ့တာဒါမျိုးဒီထုတ်သားအကျဲ့ကျဲ့ရဲ့သဘောသဘောဒါမျိုးကြလူတိုင်းစိတ်ဝင်စားတယ်အဲခုနဒီကနန်းသုံးလုံးမှာဟာမျိုးကြဟင်ကနေဟာကနေကျွန်တော်အဖွဲ့ဝင်လေးကမဝင်မရပြုတ်ပြောနေတာဒါကြတော့ထုတ်သားစိတ်ဝင်စားတဲ့ကနန်းပေါ့မဟုတ်ဘူးခုကျွန်တော်ရှင်းပြလိုက်တဲ့ဟာမျိုးကြ ိုးစားစိတ်ဝင်စားတဲ့ကနန်းပေါက်တကွက်ထက်လိုက်ထိုးတာနော်လုံးလုံးမောင်းညခုံးလို့ဖြစ်ပြီးနှစ်ပိတ်မှပရိတ်သုံးကောင်ရဲ့တဆဲလို့တန်းတယ်သူ့ရဲ့နောက်ထပ်မှာခွန်ထိတ်စီးနဲ့ဘူးပရိတ်ရိုက်တယ်ရိုက်တဲ့ချိန်ပဲချိန်မှရိုက်တယ်လေသုံးလုံးမောင်းညခုံးလို့ဖြစ်တဲ့ပြီးမှာခွန်ထိတ်နောက်ပိတ်ဒီပုံစီဒီသုံးလုံးမောင်းညကိုဆိုတဲ့မက်တက်ကိုရှစ်နှစ်ကိုခွန်ထိတ်နှစ်ပိတ်ရပြီဘူးပရိတ်ဖြစ်ဖို့ဆိုတစ်တလုံးထပ်ပြီးတပေါက်ထဲလိုက်ထိုးနေရတယ်နော်ဒီမှာလည်းပရိတ်သုံးကောင်ရဲ့တဆဲလို့တန်းတယ်နောက်နေ့မှာဒီနေရာမှာသုံးလုံးမောင်းညခုံးလို့ဖြစ်ပြီးဖြစ်ပြီးတော့ဒီမှာခွန်ထိတ်လို့ရိုက် ဒီနေရာမှာလည်းသုံးလုံးမောင်းကြီးကိုလိုပုံစံထက်ပြီးမှတပေါက်ထဲလိုက်ထုံနေတာတတိယကဲဘယ်သုံးလုံးမောင်းကြီးဆက်လို့ဖြစ်ပြီခွန်ဒိတ်စီးနဲ့ဘူပရိတ်မပြတ်မကွက်ရိုက်ပြီသုံးလုံးမောင်းကြီးခွန်ရဲ့ဘေးမှာပဲတုံးကက်လုံးအောင်အဲ့တော့နောက်လုံးမောင်းသုံးတယ်ဒီနေရာမှာလည်းသုံးလုံးမောင်းကြီးကိုလိုပုံစံထောက်ပြီးမှတကွက်ထဲလိုက်ထုံတာအဲ့လိုစနစ်မျိုးနဲ့လေးကြိမ်လုံးလုံးကျွန်တော်ကစားခဲ့ပြီချဲ့တဲ့ဘုဆိုကွာကျွန်တော်တို့ကန်ပေးမှကြတာအခုဒီမလာသေးဘူးဒီပုံစံတိုင်းလာအောင်မလားမလာဘူးလားတို့လည်းမပြောတတ်ဘူးခွန်ဒိတ်ကြိမ်ပြတ်မှာကိုယ့်အကကိုစိတ်ဝင်စားတယ်ဆိုရင်လိုက်ထုံတာလိုက်ထုံတာပေါ့နော် ဥပမာနဲ့ကျွန်တော်ထည့်ပြပေးမယ်ဒီပွဲလိုဟာမျိုးမှာဆိုကွန်တိတ်စီးပုံသေးဒီသုံးလုံးပေါင်းချင်းဒီကိုးလိုဖြစ်ရမှာဆိုတော့ဆောင်းနောက်ပဲကွန်တိတ်6ပဲလို့ရပြီဘူဘရိတ်ဖြစ်ဖို့ဆိုကွန်ကွန်6ဒီလိုတကွက်ထက်လိုက်ထုံနေရတယ်အဲ့ဆဲသဘောတဘောကအရှိမဖြစ်ခဲ့ပြီးအောင်နောက်ကလိုက်ထုံနေရတယ်ဒီလိုပုံစံတို့တော့စိတ်ချခြင်းလေဆိုလို့ရှိရင်သုံးလုံးပေါင်းချင်းကွန်ဒီဘယ်နေရာမှမမရှိတော့ဘူးသူ့ရဲ့လက်ကွက်အနေနဲ့လက်ကွက်ထဲကိုကျွန်တော်တို့လိုက်ပြီးစီးမျောအောင်အဲ့ကွန်တိတ်လို့ပုံသေးမယူတော့ဘဲနဲ့ ဒီလိုသုံးလုံးပေါင်းချင်းသုံးလို့ဒီညာကိုသုံးထိပ်ဒီသုံးလုံးပေါင်းချင်းဒီ6လို့ပုံစံဆို6ပိတ်ဘူပရိတ်ဖြစ်ဖို့ဆို1ခါ3 6ဒီစနစ်ကိုကြိုက်ရဲဆိုဒီ6ကျင်အတွင်းမှာအဲ့လိုပုံစံမျိုး2ကွက်2ကွက်လိုက်ထိုးတော့ခွန်တိစီပုံတင်နေကြရင်မထိုးနဲ့2ကွက်လိုက်ထိုးခွန်တိစီပုံတင်နေဒီလိုသုံးလုံးပေါင်းချင်း6နဲ့2ကွက်ဟိုက်သုံးလုံးပေါင်းချင်းဒီထိပ်စီနဲ့ဒီလိုသုံးလုံးပေါင်းချင်း6ပုံတင်နေ2ကွက်2ကွက်2ကွက်လိုက်ထိုးဒါနမူနာကျွန်တော်ထည့်ပြတာဒါမျိုးကြတော့ဒါတွန်းစားစိတ်ဝင်စားကြိုက်တယ်ဒါမျိုးကြထိုးစားရကြိုက်ပြီစိတ်ဝင်စားတယ်တကယ်တမ်းကဒီ frame ကနေ ခုကျွန်တော်ပြောခဲ့တဲ့လမ်းကြောတွေဒီဖရန့်ဒီလာခဲ့တဲ့လမ်းကြောဂါဂါနာနာကျွန်တော်တို့ဒီချက်သူကမပြောလိုက်လို့ဒီလာဖြစ်နေတာဒါကတစ်ချက်နောက်တစ်ချက်ပရိသုံးဘုံကြီးတဆဲလို့ဖြစ်လို့အဲ့တဆဲအတန်ကြောင့်သူ့ရဲ့နောက်နေထမှာတဆဲပါวะငါးပရိတ်နက်ခတ်ပါဝါထွန်းကနန်းသုံးလုံးနဲ့ရှေ့ရှေ့နက်ခတ်တိတိပါဝါ6ပရိငါလို့ပုံတိတစ်ခတ်ထွက်တယ်ပရိသုံးဘုံကြီးတဆဲလို့ရတယ်သူ့ရဲ့နောက်နေထမှာကိုရဲ့ပါဝါလေးလေးရဲ့နက်ခတ်နဲ့မရိငါ နက်ကပ်ပါဝါထိုင်နေတကွတ်ထွက်တယ်။ဘာလို့သုံးခု30လို့ဖြစ်တဲ့သူရဲ့နောက်နေထက်မှာ68 68ပါဝါတဲ့18နက်ခတ်တွင်းနဲ့ဘရင်ငါတကွတ်မပြတ်မကွက်လိုက်နေ။ test လုပ်တဲ့ကပ်6ချိန်ပဲကျန်တော့တယ်ဘရင်သုံးခုပေါင်းရင်30 30ပါဝါဘရင်ငါနက်ခတ်ပါဝါထိုင်နေဘရင်ငါဖြစ်တဲ့ဒဏ္ဍာန်ဒီနှစ်ကွက်ပဲရှိတယ်။ဘလူးစစ်စကွက်ကိုပြန်စစ်ကြည့်နော်နှစ်ကွက်ပဲရှိတယ်။အော်မမွေးကျင်တော့ဒါမျိုးကနန်းတွေကိုတိုက်ဆိုင်တဲ့အခါမျိုးမှာကြာအခုဩကစားကျင်ကစားလို့ရတယ်ဆိုတော့မှတ်တာ 618 r 924 r ဒါကပုံတိကနေပုံတိလိုက်ထွက်တဲ့စနစ်ကဲအဲ့လိုမဟုတ်ဘူးဒါကတုံးရနဲ့ပတ်သက်ပြီးပြောလိုက်တာနော်တုံးရပရိကြောင်ပြောပြီးပြီကျွန်တော်အခုဒီပရိကနေပဲတုံးရရဲ့ပါဝါ၅ပရိကြောင်ပြောပြီးအခုမလာရတဲ့တုံးရထိတ်စီအကြောင်းကိုကျွန်တော်ပြောချင်နေတယ်ပရိသုံးခုပေါင်းရင်30လို့တန်းမိတာနဲ့သူ့ရဲ့နောက်နေထဲမှာတုံးရထိတ်စီတစ်ချိန်တည်းတုံးရထိတ်စီတစ်ချိန်တည်းသူ့အပေါ်မှာ ထိပ်စီထိပ်စီနောက်ပြီးသုံးလုံးပေါင်းရဲ့30လို့ဖြစ်တဲ့အောက်မှာပုံစံလိုက်ထွက်တဲ့သူများထိပ်စီတစ်ကြိမ်ဘာလို့သုံးလုံးပေါင်းရဲ့30လို့ဖြစ်တဲ့သူရဲ့နောက်နေ့ထက်မှာသုံးရထိပ်စီတစ်ကြိမ်သည်အဲ့ဒီစနေမျိုးနဲ့မပြတ်မကွက်ထွက်တယ်51 51ဒီလိုသုံးလုံးပေါင်းရဲ့30လို့ဖြစ်တာနဲ့သုံးရထိပ်စီတစ်လုံးပိုင်းစီပုံစံသိကြပေါက်လိုက်ထွက်တယ်ဘာလို့သုံးလုံးပေါင်းရဲ့30လို့ဖြစ်ပြီ30ရဲ့နောက်နေ့ထက်မှာသုံးရထိပ်စီတစ်ကြိမ်ကွန်ရှင်ငါသုံးလုံးပေါင်းရဲ့30လို့ဖြစ်တဲ့အောက်မှာသုံးရထိပ်စီတစ်ကြိမ်ပိုင်းလိုက်ကိုထွက်တယ် ဘယ်သုံးကောင်ကြီးတက်ဆက်လုပ်လို့ပြီ18ကျင်းပြီးသွားပြီ6ကျင်းပဲကျန်တော့300ထိပ်စီမလာသေးဘူးမလာသေးဘူးစစ်ကြည့်အောင်ခွန်ခွန်300တက်ဆက်လုပ်မဖြစ်ဘူးခွန်300တက်ဆက်လုပ်မဖြစ်ဘူး384တက်ဆက်လုပ်မဖြစ်သေးဘူး653တဆယ်လုံးဖြစ်သူ96ခွန်တဆယ်လုံးဖြစ်သူ6နှစ်ခွန်တဆယ်လုံးမဖြစ်သူ238တဆယ်လုံးမဖြစ်သူ339တဆယ်လုံးမဖြစ်သူ332တဆယ်လုံးမဖြစ်သူ332တဆယ်လုံးမဖြစ်သူ326တဆယ်လုံးမဖြစ်သူ234တဆယ်လုံးမဖြစ်သူ382 တဆဲလုံးမဖြစ်သေးဘူး၈၈၅တဆဲလုံးမဖြစ်သေးဘူး၈၃၆တဆဲလုံးမဖြစ်သေးဘူး၃၆၆တဆဲလုံးမဖြစ်သေးဘူး၆၉၈တဆဲလုံးအခုတည်းကဒီကိမမဖြစ်သေးဘူးဗျအဲ့ဒါကတိုက်ဆိုင်မှုလားစနစ်လားဒါမျိုးစုတို့ကိုစဉ်းစားဒါကတိုက်ဆိုင်မှုလားတိုက်ဆိုင်မှုကအလောက်ကြီးထိအကျဉ်းအရေးတော့ဒီတိုက်ဆိုင်တတ်တယ်လားစနစ်လားကိုယ့်ကိုစဉ်းစားကျွန်တော်အဲ့ဒီစနစ်ကိုချောင်းနေတာအဲ့ဒီပုံစံတိုင်းပဲထိပ်စီးနှလုံးနဲ့နောက်ပိတ်နဲ့ပေါင်းကြည့်ရလဲတဆဲလုံးဖြစ်တဲ့ချိန်မှာ၃ရက်ထိပ်စီးနဲ့အော်ဂနန်းကစားဖို့ကျွန်တော်အများနဲ့လိုက်ချောင်းနေတယ်မတက် ကုတိတစ်ချက်မှဖြစ်မလာဘူးเนาะဒါကြောင့်ပြီးခဲ့တဲ့ပွဲမှာကျွန်တော်ကုတိ၄၃ရမလာရတဲ့ထိပ်စီ၄လုံးလေးကတစားမယ်လို့ဆုံးဖြတ်ပြီးတော့ကျွန်တော်ပြောတဲ့တင်းနဲ့ကုနဲ့မိတ်၄နဲ့၃ရအကျန်၃ရနဲ့ပတ်သက်ပြီးတော့အရင်ကျွန်တော်မပြောဘာကြောင့်လဲဘာကြောင့်လဲအဲ့လိုဖြစ်စီဘူးတစ်ချိန်မှဖြစ်မှထားတယ်။တုံညာထိပ်စီတစ်ချိန်စီအဲ့ဒီဖြစ်စီမျိုးဖြစ်တယ်တုံညာထိပ်စီဘိုင်းနဲ့ကစားကိုကစားရမှာအဲ့လိုချိန်မျိုးမှလည်းကစားပေါက်ပါတယ်ကစားပေါက်ပါတယ်နောက်တစ်မျိုးပြောအောင် အဲ့ဒီ၃ရက်ထိစီမပတ်တယ်မှတ်သွားနော်ကိုယ်ကလိုချင်တဲ့လူကမှတ်သွားကြိုက်မှသုံးမကြိုက်မှသုံးတယ်ကျွန်တော်ကပိုင်းမှလို့တစ်ချက်မပြောဘူးနော်ပရိတ်သုံးခုပေါင်းချက်၁၀လို့ပရိတ်သုံးခုပေါင်းချက်ဒီ၁၀လို့ဖြစ်ပြီးရဲ့သူ့ရဲ့နောက်နေထဲမှာ၃ရက်ထိစီလို့ဝင်လာတဲ့အချိန်ခါမှာတဲ့နောက်ပိတ်ကြထိစီရဲ့နောက်ပိတ်ကြလဲ၃ရက်လို့ပုံတိလဲထည့်အောင်မယ်တဲ့၆တိမဲကျန်တော့နော်တကြိမ်ချင်းလိုက်ထိုးလို့ရတာကိုယ်ကမှတ်သွားနောက်ပိတ်ကြထိစီရဲ့နောက်ပိတ်ကြ၈သုံးခု၁၀လို့ထည့်ပြီးရင်ခါကိုဟိုက်တော့လုံးမင်းပုံတိနှစ်လို့ထည့်အဲ့ဒါမျိုးတကြိမ်နဲ့၃ရက်ထိစီကိုအောင်တယ်တဲ့ ပရိသုံးကောင်ကြီးတဆယ်လို့ထပ်ဖြစ်ပြီးသူ့ရဲ့နောက်နေထဲမှာအိုက်စနစ်မျိုးနဲ့ထွက်တာတွေကနန်းရှိမှရှိမိတ်ဆွေတို့စိတ်ကြည်ဒီနေ့မှာသုံးရထိတ်စီဒီသုံးလုံးပေါင်းကျင်တဆယ်လို့ဖြစ်ပြီးပြီးရင်ဒီသုံးလုံးပေါင်းကျင်ပုံတင်နှစ်လို့ဖြစ်ပြီးအဲ့လိုမျိုးဖြစ်စင်မျိုးနဲ့တကွက်ထဲပဲလိုက်ထိုးနေရတာအောင်းနေတတိယဒီမှာပရိသုံးကောင်ကြီးတဆယ်လို့ဖြစ်ပြီးနောက်နေထဲမှာအဲ့ဒီဖြစ်စင်မျိုးနဲ့သုံးရထိတ်စီနောက်ဒီလိုသုံးလုံးပေါင်းကျင်တဆယ်လို့ပုံတင်ဒီနှလုံးဒီပုံတင်နှစ်နဲ့တကွက်အောင်းနေအဲ့တော့ ဘယ်လိုမျိုးပေါ့ရှင်30ဆိုပြီးတော့လေးချိန်မြောက်ဖြစ်ပြီတော့ရတဲ့ပြီလေတစ်ချိန်မှမထွက်သေးဘူးအဲ့ဒါမျိုးစိတ်ဝင်စားဆိုကိုယ့်ကိုယ်အဲ့ဒါမျိုးထည့်ပြီးတော့အမြဲတမ်းကစားကွက်အခုထည့်ကစားကြည့်ပေါ့ဗျာနော်ဒါစိတ်ဝင်စားရင်ထည့်ကစားကြည့်ပေါ့နမူနာအနေနဲ့ကျွန်တော်ဒီပွဲကိုထည့်ပြပေးလိုက်မယ်နော်ဒီမှာ300ထိပ်စီးလို့ပုံသေးလိုက်ပြီဒီသုံးလုံးပေါင်းချင်းဒီ30လို့ဖြစ်ရမယ်ဆိုတော့9နောက်ပဲ300ထိပ်9ပဲနော်ဒီသုံးလုံးပေါင်းချင်းနှစ်လို့ပုံသေးဖြစ်ရမယ်ဆိုတော့9ခါအဲဒီပွဲလိုအမျိုး300 9 9 သူဒီပုံတွေကျွန်တော်တို့ပြောမှာထွက်လာတဲ့ကနန်းပုံမှာမူတည်ပြီးတော့လိုက်ထည့်ရတာဖြစ်တဲ့အတွက်စိတ်ဝင်စားရင်အဲ့ဒီစနစ်မျိုးနဲ့တုံးရထည့်စီဒတိန်ကိုလိုက်ထုတ်ကြည့်အဲဒါမျိုးကြတော့ဒါထိုးစားစိတ်ဝင်စားတဲ့စနစ်ဟိုထိုးစားစိတ်ဝင်စားတဲ့ကနန်းနေခုနကကျွန်တော်ပြောတဲ့၅သုံးလုံးထိုးယူနေလားလို့သူကပြောမှာနော်သို့တော့လာလာခဲ့ရင်ရစီချင်းနဲ့စိတ်နဲ့ပြောလိုက်တာကျွန်တော်ကတချို့ထိတိမိမိအဲ့၅သုံးလုံး organize ဖြစ်ကစားအောင်မှာနော်ဒါကျွန်တော်ရိုးရှင်းပြောတာဒီကနေ့၆ကြိမ်အတွင်းမှာဒတိန်တိတိကျကျကပထမ၃ကစီမှာထွက်ခဲ့တဲ့အတိုင်းပဲထည့်လိုက်တဲ့အချိန်မှာ တိတိကျကျကိုလိုက်ချက်ဒီ၅၃လုံးထည့်လို့အဲ့ဒါမျိုးဖြစ်စဉ်ကိုတိတိကျကျပုံစံတူဖြစ်ဖို့ဆိုတာတာမန်တိုက်ဆံမှုနဲ့ဖြစ်မရဘူးအဲ့ဒီဘက်၅၃လုံးကိုတကြိမ်တိတိမိမိကစားအောင်မယ်ဒါဟုတ်ကြတော့နော်အဲ့တော့ဒီ၆ချိန်အတွင်းမှာဒီ၅၃လုံးကိုကစားတဲ့အချိန်မှာလိုချင်တယ်ဆိုဒါမျိုးကြပြင်ရအောင်ကျွန်တော်ရဲ့အလုပ်အားကားလို့ပဲကျွန်တော်သုံးမှာနော်ကျွန်တော်ဒါဒီဘက်ဒီလိုခင်ဗျားတို့ပြန်ပြောနိုင်မှုကျွန်တော်ကြည့်ရတယ်လေ့လာတယ်အချိန်မျိုးပြပြီးအလုပ်လုပ်ရတယ်တကယ်တမ်းတော့ကျွန်တော်အလုပ်လုပ်ရတာအဲ့ဒီအတွက်အလုပ်အားကားထက်ထက်တန်တန်ရမှသူကလည်းပြန်ပြီးမှာလိုချင်တယ်ဆိုရင် ကျွန်တော်ညွှန်ကြားထားတယ်ကျတော့ဖုန်းနံပါတ်ဇာတာဘွားစနေပါဒီဖုန်းနံပါတ်တစ်လုံးနဲ့ပဲသုံးတယ်39 6 90 30 254ဖုန်းဆက်နဲ့ဖုန်းလက်ခံဘလူးမှာစကားမပြောဘူး Viber ကနေစာရေးပြီးတော့ပြော Viber ကနေလည်းဖုန်းဆက်နဲ့ဖုန်းလက်ခံပြီးတော့ဘလူးမှာစကားမပြောဘူး Viber ကနေစာရေးပြီးတော့ပြောအစာရေးပြီးလို့ပြောတဲ့အချိန်မှာအတူလားအစ်လားအတန်ကြားကျင်နေဆိုရင်ပြောသူကအတန် message ကိုပို့ပေးတယ်သူအတန်အမှန်ကို ပုတ်ပေးလိုက်တယ်ယုံကြည်ပြီးဆိုမှဆက်ပြီးအလုပ်လုပ်ထိုက်ထိုက်တန်တန်ယူတယ်ယူရှင်းပြောတော့ထိုက်ထိုက်တန်တန်ယူတယ်တန်ဖို့ကိုတကွက်ထက်ပဲထိုးရတာပတ်เสียမလို့အားเสียမလို့ကျန်တဲ့6ကျင်အတွင်းမှာတကြိမ်တိတိကျကျအဲ့ကနေကိုကျွန်တော်ထိထိမိမိကစားမယ်အဲကျွန်တော်လိုပဲကစားရတဲ့တတိရှိတယ်ကစားကျင်တယ်ဆိုတဲ့လူကလာခဲ့ဒါကိုပြောလိုက်တာเนาะလာခဲ့ဘယ်ကြိမ်မှထိုးရမလဲဆိုကျွန်တော်ဗီဒီယိုဖိုင်၄ဖိုင်ရိုက်ထားတယ်၅သုံးလုံးဆိုတော့ try ဖြစ်စဉ်ဖြစ်နေတာအဲ့ဒီအခုကျွန်တော်အခုချင်းပြနေတဲ့ဒီ frame ကနေဒီ၄ကက်စီးနဲ့ ဘယ်ကြိမ်မှာထိုးရမလဲဆိုတဲ့ဖြစ်စဉ်ကိုတင်ချုံမှုလည်းပူဂျိုဖိုင်တစ်ခုရိုက်ထားတယ်။အဲ့ဒီကျွန်တော်ဖန်ထားတဲ့အကြိမ်မှာငါးသုံးလုံးဒီ try ဖြစ်နေတဲ့ try ကြပေါက်ကြီးလေးရှိတယ် try ကစားကွက်အဲ့ဒီမှာကစားလို့ရအဲ့ဒီ try မှာလည်းပဲအဲ့ဒီငါးသုံးလုံးကိုပဲတိတိကျကျကစားလို့ရတယ်ဆိုတဲ့စနစ်တွေပါတယ်။အဲ့လိုမျိုးစုံမှတ်နဲ့ကစားထားတယ်။ကစားမယ်။ကြည့်ရင်လည်းကျင်းတဲ့ message ကိုပြည့်ပြည့်စုံစုံပုံပေါ်တယ်ဆိုရင်တော့တက်ပြီးတော့ life လို့ပြီးမပြောတော့ဘူးเนาะမရရင်တော့လေဒီမျိုးပေါ့เนาะပြောပါဦးရရပါလေဆရာဟုတ်ပြီလေကုချီဦးမပြည့်စုံပါเนาะအဲ့လိုပါခုလိုမျိုးဂဂနာနာ frame နဲ့ရှင်းပြလိုက်တော့ဟုတ်တော့ပေါ့မယ်ဟောပရမကျွန်တော်3မိနစ်4မိနစ်လောက်ကလေးပဲလိုရင်းတူရှင်းလေးပြောလိုက်တော့စိတ်ဝင်စားမှုမရှိဘူးပေါ့เนาะခုလိုမျိုး frame နဲ့တိတိကျကျရှင်းပြလိုက်တော့ဝေဖန်သုံးသပ်လို့ရတာပေါ့เนาะမဖြစ်ဘူးဆိုတာဘယ်ရမှမရှိဘူးမဖြစ်သေးတာပဲရှိတယ်မဖြစ်ဘူးဆိုတာဘယ်ရမှမရှိဘူးမဖြစ်သေးတာပဲရှိတယ် ဘယ်နှစ်ဖြစ်မလဲကျုပ်လည်းမသိဘယ်ချိန်ဖြစ်မလဲကျုပ်မသိကံပြည့်တဲ့တနေ့ဒီလိုပဲတိုက်ဆိုင်တဲ့အချိန်မှာရတာဒါရိုးရှင်းပြောတော့နော် frame မရှိဘဲနဲ့ပေါက်လို့ပဲသားအပြိုတန်းတင်တာမဟုတ်ဘူးဒါလေးတော့သိနေချင်တယ်နော် frame မရှိဘဲနဲ့ပြောလိုက်တာမဟုတ်ဘူးတော်တော်များများလည်းဒီလိုပုံစံလေးတွေကတင်ထားတာတခြားတခြားသောဆရာတွေတင်ထားတာတွေ့ကြတဲ့အတွက်တာတာလေးနေတာဒီ frame ကျွန်တော်မပြောဘူးနော်ဒါဒီ frame ရဲ့အစစ်မှန်ကြီးဒီကလာခဲ့တာပရိသတ်ဘောင်ကြီး30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  30ရဲ့မှတ်တဲ့ခုနကျွန်တော်ထောက်ပြတဲ့ blue break ကစားကွက် ခွန်ဘူဘရိတ်ကစားကွက်နောက်တစ်ခါပရိငါကစားကွက်နောက်တစ်ခါဒီတစ်ဆယ်ကြမလာရတဲ့၃ရက်ထိပ်စီဖြစ်စဉ်ကစားကွက်တကွက်ထက်လိုက်ရစနေထောက်ပြလိုက်တယ်သတင်းကြွလိုက်ပြီနေလက်ဆောင်မှာလက်ဆောင်မှာအများတန်းလိုက်ထိုးတာကတကယ်ကိုတန်ဖိုးရှိရှိတုံးချမယ်ဆိုရင်အတုံးတက်သွားနိုင်ပါတယ်ပေါ့နော်ရိုးရှင်းပါတယ်၃ရက်ထိပ်စီဒီပုံသိအဲ့ဒီ၃ရက်ထိပ်စီကြောင့်ဒီလုံးလုံးပေါင်းချင်းဒီ၃ရက်လို့ပြန်ဖြစ်ရမှာနောက်ပိတ်တလုံးရပြီးရင်ခါသုံးလုံးဒီပုံသိနှစ်လို့ထောက် ကောင်ရတိကနေတကွအောင်တယ်ပရိသုံးကောင်ရင်10လို့ဖြစ်ပြီနောက်တော့ကပရိသုံးကောင်ရင်10လို့ဖြစ်ပြီအဲ့စနေမျိုးဘယ်နေရာမှာအောင်လဲဒီနေရာမှာအောင်ထားတယ်ကောင်ရထေစီပုံသေးဒီသုံးလုံးပေါင်းချင်းဒီ10ဒီသုံးလုံးပေါင်းချင်းဒီ2လို့ပုံသေးတကွထဲပဲလိုက်ထုံနေရနော် တကင်းကိုတကွထဲလိုက်ထုံတတိယကဒီမှာပရိသုံးကောင်ရင်10လို့ဖြစ်ပြီသူရဲ့နောက်နေချက်မှာကောင်ရထေစီဒီပုံသေးဒီသုံးလုံးပေါင်းချင်းဒီ3ရနောက်ပြရအလန်သုံးလုံးပေါင်းချင်းဒီပုံသေး2တဲ့ကောင်ရထေစီလည်းမလာသေးဘူးနော်မလာသေးဘူးအဲ့စနေမျိုးနဲ့6ကြိမ်ပဲကျန်တော့တာမလာသေးတဲ့3ရထေစီတကွကို ီစနစ်ကိုကြိုက်တယ်ဆိုရင်ဇာတို့ကလိုက်ထိုးဒီနေရာမှာကျွန်တော်နမူနာထပ်ပြလိုက်တယ်ဒီချိန်အတွက်၃ရက်သီးပုံသေးဒီ၃လုံးပေါင်းချင်း၁၀ဖြစ်ဖို့၅နောက်ပဲဒီ၃လုံးပေါင်းချင်းပုံသေး၂၂ဖြစ်ဖို့၉ခါ၉ထိပ်၈ခါအရှိပဲလို့ရှိတဲ့အတွက်၅ခါလို့ထဲမှာ၉၅၈ဆိုမှ၂ဖြစ်မှာအဲ့ဒီဘက်လိုပါမျိုးဆို၃၅၅တဲ့ဒီလိုလေးပဲလိုက်ထွက်တပတ်ကိုတကယ်ဒီလိုလေးပဲလိုက်ထွက်တိုက်နေတဲ့ရင်သုံးမကြိုက်မသုံးနဲ့เนาะကျွန်တော်အပိုင်မသိဘူးเนาะဘာဖြစ်လို့လဲဆိုတော့ကြည့်ဒီနေ့ကျလာပြီနေ့ကုသိုလ်ဖြစ် တင်ပြလိုက်တယ်စနစ်စနစ်ကောင်းလို့တင်ပြလိုက်တာပါနော်ကုစုဖြစ်တင်ပြလိုက်တယ်စနစ်ပါစနစ်ပါနော်ကုစုဖြစ်တင်ပြလိုက်တယ်စနစ်ပါ3955ဒီဘွယ်လိုဟာမျိုးမှာဒီကနေ့အကွက်ရှိတော်တော်ကောင်းကောင်းရှိဒါလည်းရှိလို့တင်ပြလိုက်တယ်နော်အဲ့တော့ပေါ်ချောင်းကောင်းပြောလိုက်တယ်စနစ်မဖူးပရိသုံးကောင်းကြီးတစ်စိ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 လို့လေးချက်ဒီလိုဖြစ်တယ်အဲ့လိုဖြစ်ပြီးမှနှစ်ဦးမှာ ထည့်ထားတဲ့ brake ၃ခုဒီမှာဆို brake ၈ဒီမှာ brake ၁ဒီမှာ brake ကို၈၁ကိုဆိုကနန်းသုံးလုံးသူ့ရဲ့နောက်နေကိုလိုက်ထွက်တာ brake ၁ brake ၃ brake ၃တ၃၃ဒီကနန်းသုံးလုံးသူ့ရဲ့နောက်နေကိုလိုက်ထွက်တာ brake ၆ brake ၈ brake ၆၈ခွန်ဒီကနန်းသုံးလုံးကသူ့ရဲ့နောက်နေကိုလိုက်ထွက်တာ brake ၅ brake ၅ brake ၅ဘာမှအားစရာမလိုတစ်ထောင်မှတစ်ခွက်ထည့်လိုက်ထွက်တာ၆ကြိမ်ပဲကျန်တော့တယ်တစ်ခါမှမထွက်ဘူးလေလို့မထွက်ဘူးပြောနေကြတယ်စိတ်ဝင်စားတယ်နော်မထွက်ဘူးလို့ဘယ်သူမှ ဘာကြောင့်မထွက်ဘူးဆိုတဲ့အဖြစ်ကိုသိရလို့ရှိရင်သူ့ကိုပြောပြဆိုင်မှာသူကဒီလိုပဲမေးတယ်မထွက်ဘူးလို့ပြောနေတဲ့လူတွေအတွက်ထွက်မယ်လို့သူကလည်းအပိုင်ပြောတာမဟုတ်တော့ထွက်လဲထွက်လာနိုင်တယ်ဆိုတဲ့အသုံးအနှုန်းကိုသူကပြောတာမထွက်ဘူးလို့ပြောတဲ့တုံ့သက်တဲ့ပညာရှင်တွေရဲ့မထွက်ဘူးလို့ပြောနေတဲ့ပညာရှင်တွေရဲ့တုံ့သက်ချက်ကိုလည်းသူကပြန်ပြီးသိကြမှာတယ်သူကလည်းအခုအပိုင်ထွက်မယ်လို့ပြောတာမဟုတ်ထွက်လာနိုင်တယ်ဆိုတဲ့စကားကိုပြောတာဒါမျိုး လူတိုင်းမကြိုက်တဲ့ဖြစ်စဉ်မျိုးနဲ့ကျွန်တော်ကကံအကျိုးပေးဘူးတယ်ကိုယ်ကစရင်းနှစ်တည်းကခဏခဏပြောဘူးတယ်2008ခုနှစ်မှာ3.11လို့ကလင်နာရှေ့မှလည်းတစ်ချိန်မှမထွက်ဘူးနောက်မှလည်းတစ်ချိန်မှကုတီလည်းထပ်မထွက်ဘူးပတ်လည်းကိုမထွက်ဘူးလေဒီအားလုံးအတွက်ဒီချိန်မှာဒီချိန်ဆောက်တင်လိုက်ထုတ်လို့တစ်ချိန်ကိုတစ်ဆောင်မှုပဲထုတ်ဆောက်တင်ပေါင်းမှကံကောင်းကြပါစေ